စ်စင်များအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမင်္ဂလာရှိနေတဲ့မင်္ဂလာရှိတဲ့ချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြည်ပြောင်များဝေးကွာကကိုရစိတ်ပါကျွန်မချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကိုရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး universe ကနေဓမ္မမောကိုရဲ့အဆောင်လျှောက်တွေကနေကိုကိုဘယ်လို message ပေးခြင်းလဲကိုအနေနဲ့ဘာတွေသိတယ်လဲပေါ့နော်ဒါလေးကို pick a carry တင်လေးဖတ်ပေးသွားမှာဖြစ်ပါတယ်ရှင် အဲ့ဒီကနေစပြီးတော့ရွှေ့ရမှာဖြစ်ပါတယ်ဒီဘက်က group 1 group 2 group 3ပေါ့နော်အဲ့ကိုအနေနဲ့ကိုနဲ့ energy ကိုက်ညီမယ်လို့ခံစားရတဲ့ group တခုကိုရွှေ့ပါရွှေ့ပြီးတော့မှအဖြေကိုစက်ကြည့်ပေးပါဟောဒီတစ်ခါတော့ရွေးဖို့အတွက်ကို crystal ရောတခြားပုံရောပေါ့နော်ပြင်မထားဘူးပေါ့နော်ကိုအနေနဲ့ကိုရဲ့ sense ကကိုရဲ့ intuition ကရွှေ့ခိုင်းတဲ့ group ပေါ့နော်ဒါကိုယူပါဒါမှမဟုတ်လည်း number 1 2 3ပေါ့နော်ကိုယ်နေတဲ့တစ်ခုခုကိုလိုမျိုးကိုယ်နဲ့ energy ကိုက်ညီမယ်လို့ခံစားရတဲ့ number တစ်ခုပေါ့နော်ဒါကိုယူပြီးတော့မှအဖြေကိုကြည့်ပေးပါရှင် group 1ယူထားသူများအလုံးမင်္ဂလာပါရှင်အဲ group 1ယူထားတဲ့သူတွေရဲ့ energy ပေါ့နော်ဒါကတော့ energy ကိုစစ်တယ်ပေါ့နော် ဂရုပဝန်တွေက fire sign တွေဖြစ်ပါလိမ့်မယ် Aries Leo Sagittarius ပေါ့နော်ဒါကကိုယ့်ရဲ့ sun sign မဟုတ်လဲကိုယ့်စီမှာဒီ energy တခုခုရှိနေတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့ moon ascendant Venus ဒါမှမဟုတ်လဲတခြား planet တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်စီမှာတခုခုက fire energy ရှိနေတာမျိုးဖြစ်လိမ့်မယ်စိတ်မြန်လက်မြန်ရှိရဲဆိုတဲ့သူမျိုးပေါ့နော်တီချင်ဖန်တီးနိုင်စွာကောင်းတယ်음စကားပြောမြန်တာမျိုးစကားများများပြောတတ်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့များတယ်အပြောထက် အလုတ်ကိုလည်းပို့ပြီးတော့ဦးစားပေးတာတမောက်မဟုတ်ပြောနေရတဲ့စားလို့ရှင်ထားပြီးတော့အရှင်ယူလိုက်တာကကိုတကူပို့ပြီးတော့စိတ်သက်သာရာရစေလို့ခံစားရတဲ့သူတွေဖြစ်ဖို့များလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့အာကိုနေနေတစ်ခုတည်းကိုပေါ့နော်အကြာကြီးနဲ့အဲ့လိုမျိုးမရွေးချယ်တတာမျိုး ကိစ္စတခုတည်းဓမ္မပစ္စည်းတခုတည်းကိုအကြကြီးမတုံးကျင်တာမျိုးပေါ့နော်ညီးငွေလဲလဲလို့ပြောရမလားဒါမှမဟုတ်ဒီတခုတည်းမှာအယုံဆက်ရတာစားလို့ရှိရင်တခြားအရာတွေအသက်အစမ်းတွေကိုပို့ပြီးတော့သဘောကျတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်အဲ့လိုမျိုးလို့လဲခံစားမိတယ်ဒါကတော့ကိုယ်နဲ့ကိုက်ညီတဲ့ energy ကိုယူပေါ့နော်တွေ့ရလေးပြောပြောပြရတာပေါ့နော်အဲ့တော့ဒီ energy နဲ့ကိုက်ညီလို့ရှိရင်တော့ဒီ group ကိုရေးလိုက်တာမှန်သွားပြီပေါ့နော်အဲ့တော့ crystal မထားပြရတဲ့အကြောင်းရင်းကအတိအတွက်ပေါ့နော်ဒီမှာ energy တခါလဲစစ်ဖို့ပါထားပြီးသားမဟုတ်လို့ပါအဲ့တော့လက်ရှိကိုရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ universe ကနေပေးထားတဲ့ message ကတော့ transparency တဲ့ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်ဆိုတာကိုမြင်နေ open and honest communication bigs deep trust in your relationships transparency strengthens your connections and prevents misunderstandings ဲ့တော့ပွင့်လင်းမြင်သာစွာနဲ့ပြောဆိုဖို့လိုအပ်တယ်ဆိုတာမျိုးလိုမြင်တယ်။အော် DNG ပေါ့နော် DNG ကိုအသုံးချဖို့လိုအပ်တယ်။ကိုယ်အနေနဲ့ကိုယ်စိတ်ထဲမှာရှိတဲ့အရာကိုကိုယ့်ရဲ့အမြင်ကိုတစ်ဖက်သူသိအောင်ကိုကိုယ်တိုင်လည်းသိအောင်လို့ပေါ့နော်ပွပွင့်လင်းလင်းနဲ့အာပြောဆိုဖို့လိုအပ်တယ်ဆိုတာရဲ့နောက်တစ်ခုကဒီလိုမျိုး ပြောဆိုခြင်းကပဲအော်ဒါကကိုယ်နဲ့တစ်ဖက်သူလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအချင်းချင်းကြားထဲမှာအာ အထင်မြင်လွဲမှားတာမျိုးဒီဒါတွေကိုကာကွယ်ပေးတဲ့အပြင်ပေါ့နော်အထင်မြင်လွဲမှားမှုဒီကိုမဖြစ်စေဖို့ကာကွယ်ပေးတယ်လို့မျိုးဒီဆက်ဆံရေးပေါ့နော်ဘယ်ဆက်ဆံရေးကိုမဆိုပို့ပြီးတော့ connection ပို့ strong ဖြစ်လာအောင်လို့ပို့ပြီးတော့ရင်းနှီးတယ်လို့ခံစားရအောင်လို့အဲ့လိုမျိုးလုပ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ transparency မရှိတဲ့အခါကြလို့ရှင်တော့နှစ်ယောက် ကြားထဲမှာကိုယ်နဲ့တစ်ဖက်သူနဲ့ကြားထဲမှာဘယ်လိုလေးဆက်ရှိမှမဆိုပါတော့အထင်မြင်လွဲမှားမှုတွေဖြစ်လာနိုင်တယ်အဲ့တော့နှစ်ဖက်မှာအပြန်အလှန်အပေးယူမျက်မျက်တတနဲ့ရှေ့ဆက်ဖို့ဆိုလို့ရှိရင်တော့ပွင့်လင်းဖို့လိုအပ်တယ်ဆိုတာရယ်နောက်ရိုးရိုးသားသားနဲ့ပြောပြဖို့လည်းလိုအပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးပွင့်လင်းရမယ်ရိုးသားရမယ်ဆိုတာအဲ့ဒီအချက်နှစ်ချက်နဲ့သွားပါပေါ့နော်ဒါဆိုလို့ရှိရင်တော့ ိုယ့်ရဲ့ဒီဆောင်ရွက်နေတဲ့ကိစ္စတွေမှာအဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးတို့ message ပေးထားတယ်ဆိုတာကိုတွေ့တယ်ပေါ့နော်အဲ့တော့ဒီ message ကဘာလို့ပေးရတာလဲဆိုတာကိုထပ်ပြီးတော့ Terrogat နဲ့ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ Terrogat နဲ့ထပ်ကြည့်မယ်အဲ group 1ကိုရေးထားတဲ့သူတွေကိုဒီ message ပေးရတယ် ခြင်းရဲ့အကြောင်းရင်းကိုသိချင်ပါတယ်။ဘာကြောင့်ဒီ message ပေးရတာလဲ။ is a watcher တဲ့။အခြေအနေနဲ့ပတ်သက်လိမ့်မယ်လို့ထင်တယ်နော်။ for fire um for wangs တည်ကြတာပေါ့နော် relationship တွေနဲ့ပတ်သက်တဲ့အခြေအရေးဖြစ်ဖို့ပုံများတယ်တချို့ကြတော့လည်းပေါင်းသဲမိတ်ဆွေတွေဖြစ်နိုင်တယ်ပေါ့နော် ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ open and honest conversation communication လို့ပြောလိုအပ်နေရဆိုတာမျိုးတို့ညီနေကိုအနေနဲ့မှတကယ်ကိုအာခိုင်ခိုင်မာမာနဲ့ပေါ့နော်စိတ်တူကိုယ်တူနဲ့တိဆောက်ခြင်းနဲ့ဆိုလို့ရှိရင်အစ်တစ်ခုကိုစားခြင်းနဲ့ဆိုလို့ရှိရင်ဘုမလည်းလည်းပြောဖို့ပေါ့နော်ဒါကအဓိကကြားရဲဆိုတာမျိုး on to of fire နဲ့ fire energy ဟောဖြစ်တယ်နော်နှစ်ခါတော့ပါတယ်အဲ့တော့ water energy လည်းပါတယ် earth energy လည်းပါတယ် fire ကိုပေါ့နော် fire ကို energy ရယ် cancer scorpio pisces ရယ် aries leo sagittarius ရယ်ကိုယ်စီမှာအဲ့ energy ပါတာဖြစ်နိုင်နေပေါ့နော်အဲ့တော့ဒီမှာတွေ့ရတဲ့အရာဆိုရင်တော့အခြေရေးနဲ့ပတ်သက်ပြီး relationship တွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့တန်တရားတွေဝင်နေတာမျိုးလည်းဖြစ်နိုင်တယ်။နှစ်ယောက်ကြားထဲမှာနားလည်မှုလွဲနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ Ừm မတွေ့တဲ့အရာဆိုလို့ရှိရင်တော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်နေရမျိုးမခေါ်မပြောပဲနေနေတာမျိုးဒါမှမဟုတ်လည်းရှေ့ဆက်တော့ရမလားရက်တန်ရမလားအဲ့လိုပုံစံမျိုးတွေဖြစ်နေတာမျိုးပေါ့နော်။အဲ့လိုဖြစ်ဖို့များနိုင်မယ်။တချို့ကြတော့ဒီမှာတွေ့ရတဲ့အရာကတော့ကိုယ့်ရဲ့ ဒီမိသားစုပေါ့နော်အင်္ဂိစာနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာတွေရွေးချယ်စရာတွေရှိနေရဲဆိုတာပုံစံမျိုးလိုမြင်တယ်ထို့သဖြင့်မိသားစုဝင်နေတဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေရဲဆိုတာလို့တွေ့ရတယ်ဘယ်လမ်းကိုရှောက်ရမလဲဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်သွားရမလဲဆိုတာကိုမတည့်မကွဲဖြစ်နေတာမျိုးလို့မြင်တယ်တယောက်နဲ့တယောက်နဲ့ဟာစိတ်တော်ဒါမတိုက်ဆိုင်မှုတွေနဲ့ ဒီຢာတွေကိုလည်းပုံပွင့်လေးလေးနဲ့မဖြေရှင်းကြဘူးဆိုတာမျိုးပေါ့နော်အဲ့တော့ဒီပုံထဲမှာတွေ့တဲ့အတိုင်းမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ဖြေရှင်းဖို့တော့လိုအပ်နေတယ်ဆိုတာလို့တွေ့တယ်อืมအဲ့တော့တကယ်လို့ဒါပေါ့เนาะနေ့ရက်ဒီကိုရဲတစ်ဖက်သူရဲတစ်ဖက်သူတွေလည်းဖြစ်နိုင်တယ်ပေါ့เนาะဒီလိုပုပ်ပွင့်လေးလေးနဲ့ရိုးရိုးသားဆုံးကိုရဲစန္ဒာသူရဲစန္ဒာကိုအပြန်လန်ပေါ့เนาะဖလှယ်ပြီးတော့ပြောဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အော် ညှိရဲလို့ပြောလို့ရတယ်ပေါ့နော်ဒီလိုလားဆိုလို့ရှိရင်တော့ရင်ဖွင့်ပြောပြတာပဲဖြစ်ဖြစ်လို့တောင်းနဲ့တောင်းနဲ့အပေးယူမများတတာနဲ့ပေါ့နော်ဘယ်လိုမျိုးပြောဆိုတောင်းနဲ့တောင်းနဲ့ပုံပွင့်နေနေပြောပြောဖြစ်ကြမယ်ဆိုလို့ရှိရင်တော့ဒီအဖြေတခုကိုရှာတွေ့လိမ့်မယ်ဆိုတာလို့မြင်တယ်ကိုကိုကိုလည်းပဲတိအကိုကိုတိုင်းလည်းပဲကိုဘာဖြစ်ချင်လဲဆိုတာကိုဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတာကိုလည်းအဖြေရှာတွေ့မှာဖြစ်တယ်လို့တစ်ဖက်သူကလည်းပဲအာဘယ်လိုလုပ်ရမလဲဆိုတာသိသွားလိမ့်မယ် ဲ့လိုမျိုးလို့ပြရတယ်ပေါ့နော်အဲ့တော့နီလန်းကရှိတယ်နီလန်းမရှိတာမဟုတ်ဘူးအဓိကကတော့ဒီဒီဟာပေါ့နော်အဲ့တော့ဘယ်ခြေနေပါမဆိုဒီလိုပုံစံမျိုးနဲ့သွားပါဆိုတာလေးတော့ message ပေးထားတယ်ပေါ့နော်ဒါကတော့ group 1များအတွက် region ဖြစ်ပါလေရှင်အလုံးမဲ့ရွေးချယ်ပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင် အခုက group 2များအတွက်ဖြစ်ပါတယ်အဲ့တော့ group 2တွေရဲ့ energy ပေါ့နော် energy อ่ะဒီမှာပါတခါတည်းစစ်ထားပြီးသားမလို့ပေါ့เนาะဒါကြောင့်မလို့ crystal လေးတွေပုံလေးတွေမပြတော့တာပေါ့เนาะ fire of pentacles လို့မြင်နေအဲ့တော့ outside နေဖြစ်နိုင်နေပေါ့เนาะ taurus virgo capricorn ကိုမာဒီ energy တွေပါတာလည်းဖြစ်နိုင်နေပေါ့เนาะလက်ရှိနေထားမှာတော့ကိုကငွေကြေးပိုင်းစီးပွားရေးပိုင်းအလုပ်ကံပိုင်းနဲ့ပတ်သက်ပြီးတော့ကိုထင်တဲ့လောက် မဖြစ်ထွန်းတာမျိုးမအောင်မြင်တာမျိုးဖြစ်နေရလို့တွေ့ရတယ်ငွေပြက်နေတဲ့အနေအထားပေါ့နော်အဲ့လိုပုံစံမျိုးပြက်တုံးလက်တုံးပြက်တုံးလက်တုံး23ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ reading နဲ့အခုဒီဖတ်နေတဲ့အချိန်တွေကတော့ဒီကနမိတ်နေရတာကွက်တီကြနေရနော်ဒီလိုပုံစံမျိုးဖြစ်နေမယ်နောက်တစ်ခုကဒီမှာဒီ လာကြည့်ရခြင်းအကြောင်းအရာလည်းပဲငွေကြေးစည်းဝါးရေးအလောက်ကအဓိကထားပြီးလာကြည့်တယ်လို့ခန်းစားမိတယ်ပေါ့နော်အဲတချို့တွေကတော့ relationship တွေအခြေအခြေကြောင့်လည်းဖြစ်နိုင်တယ်ချို့ကြောင့်လည်းကျမကြီးကြောင့်ဖြစ်နိုင်တယ်ပေါ့နော်ကျမကြီးနဲ့ပတ်သက်လို့လည်းပဲအေးမိတာမျိုးတွေဖြားနာတာတုပ်ကွေးမိတာပဲဖြစ်နိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေဖြစ်နေရလို့တွေ့ရတယ်အဲတော့ DNA နဲ့ကိုက်ညီလို့ရှိရင် group 2က code return ဖြစ်သွားပြီပေါ့နော် တော့ပေးထားတဲ့ message ကတော့ opportunities တဲ့။အိုးဒီနှစ်ကက်ကနော်လုံးဝကိုဒါဟာသာတာလေးဖြစ်နေလိုက်တာ။ Career opportunities are opening up for you, offering the chance for significant advancement and growth. ကိုတက်အလောက်ကိုင်းပိုင်းနဲ့ပတ်သက်ပြီး ခွင်လန်းကောင်းနေဒါဆိုလို့ရှိရင်လောက်ကင်ရောစီးပွားရေးရောအစစအရာပေါ့နော်အာအခွင်လန်းကောင်းတွေကစောင့်ကြိုနေတယ်ဆိုတော့မြင်နေမကြခင်အချိန်အတွင်းမှာပဲကိုကိုဒီအခွင့်လန်းတွေနဲ့ကမ်းလန်းလာတာမျိုးလည်းဖြစ်နိုင်တယ်လို့ကိုကရှာဖွေတွေ့ရှိရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။နောက်ကိုရဲ့ဒီအလောက်ကိုင်းပိုင်းမှာလည်းပဲပို့ပြီးတော့တိတာထင်ရှားတဲ့တိုးတက်မှုတွေပြောင်းလဲမှုတွေအောင်မြင်မှုတွေလည်းရှိလာနိုင်မယ်ဆိုတာလို့တွေ့တယ်။ you may be missing out on important opportunities or hesitating to take the leap into a new phase of your career. အော်နောက်ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့ကိုယ်အနေနဲ့လက်ရှိအလုပ်မှာလက်ရှိအလုပ်ကရင်လက်ရှိစီးပွားရေးလက်ရှိနေပယ်မှာပေါ့နော်ဟိုစိတ်မပါတော့တာညှင်းငွေနေတာအော်လက်ရှိအခြေအနေကြီးကကိုယ့်အတွက်ကိုရည်စီတော့လည်းအဆင်ပြေစေဘူးလက်ရှိအနေအထားမှာလည်းအဆင်ပြေဘူးပေါ့နော်ကိုယ်ထင်တယ်လို့ပုံစံမျိုးနဲ့ ဝင်ငွေရနေတာမျိုးမဟုတ်တာ ပြည်စုံနေတာမျိုးမဟုတ်တာမျိုးပေါ့နော်တခုမဟုတ်တခုကအတားစီးတွေပိတ်ဆို့မှုတွေအများကြီးရှိနေတယ်အခက်အခဲတွေရှိနေတယ်ဆိုတော့ဒီအရာကိုသိနေပြီမယ်လဲကိုအနေနဲ့ဒီကနေပြီးတော့ဖောက်ထွက်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်ရမလဲဆိုတာကိုဩသိတော့သိတယ်ဒါပေမဲ့တုံဆိုင်နေရဲဆိုတာမျိုးလို့မြင်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီလက်ရှိအလုပ်ကနေတခြားအလုပ်တစ်ခုကိုပြောင်းမှုအတွက်ကိုတုံဆိုင်နေတာမျိုးတချို့ကျတော့လေလက်ရှိ ီစီးပွားရေးလုပ်ငန်းကနေနောက်ထပ်စီးပွားရေးအသစ်တစ်ခုကိုပြောင်းဖို့အတွက်ကိုတုံဆိုင်နေရဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်ရတယ်အဲ့လိုမျိုးတုံဆိုင်နေခြင်းကပဲကိုယ့်စီကိုရောက်လာမဲ့အခွင့်အလမ်းတွေကိုအော်လက်လှုပ်ဆုံးရှုံးရတယ်ဆိုတာမျိုးကိုယ့်စီကိုရောက်လာမဲ့အခွင့်အလမ်းအနေနဲ့လွဲချော်ရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရလို့တော့ပြောထားနေပေါ့နော် တော့ဆိုရင် group 2တွေကိုဘာလို့ဒီ message ပေးရတာလဲ။ဒါကြည့်ကြည့်ပေးမယ်တော့။ जाना करने वाला ठावाने लवर स्टिंग ဒီမှာတွေ့ရတဲ့အရာကတော့ group 2ရွေးထားတဲ့သူတွေကရွေးချယ်မှုမှားခဲ့တယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်ဒီရွေးချယ်မှုမှားတာကြောင့်ပဲကိုဘဝတော့ကိုကြည့်ပါတဲ့အပြောင်းလဲဒီဖြစ်သွားတယ်ဆိုတာမျိုးလို့မြင်တယ်သူသဖြင့်စိတ်ခံစားချက်ကိုဦးစားပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးလို့မြင်နေပေါ့နော်ခံစားချက်ကိုဦးစားပေးပြီးတော့အာဒါကစိတ်တရားနာကိုလိုက်သွားရလဲဖြစ်နိုင်နေပေါ့နော်အဲ့လိုပုံစံမျိုးကြောင့်လက်တွေ့ကြကြမဆုံးဖြတ်ပေးနေပေါ့နော်ခံစားချက်နဲ့ဆုံးဖြတ်လိုက်တဲ့အခါရွေးချယ်မှုတွေမှားသွားခဲ့တယ်ဆိုတာလို့တွေ့တယ် ဒါကအလောက်ကိုင်းကိုရေးချေတာလည်းဖြစ်နိုင်နေပေါ့နော်음ဒီလိုမျိုးတွေဖြစ်ခဲ့တယ်ဆိုတော့တွေ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ပြောရင်ကိုယ့်ရဲ့အရေးအချင်းမှန်တွေကိုထုတ်ပြခွင့်မရတာကိုကိုဦးစားမပေးတာကိုယ့်ရဲ့အရေးအချင်းတွေကလက်လူရှုခံနေရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်ပြီးတော့အဆင်မပြေဖြစ်ခဲ့ရတယ်ဆိုတာမျိုးတော်တော်လေးကိုခက်ခဲကြတဲ့တွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော် တော့လက်ရှိနေထားမှာတော့ကိုကကိုရဲ့ဒီအရေးချင်းတွေကိုအတိအမှတ်ပြုကိုရဲ့စူးစမ်းမှုတွေကိုအတိအမှတ်ပြုပြီးတော့အော်ရွေးချယ်မဲ့သူပေါ့နော်ဆက်ဆံပေးမဲ့သူရွေးချယ်မဲ့သူဒီလိုမျိုးဒီလိုလူတွေနဲ့ပဲအတူတူလက်တွဲလုပ်ချင်တယ်ဆိုတာမျိုးရယ်ဒီလိုပုံစံမျိုးနဲ့ပဲဆက်ဆက်သွားချင်တယ်ဆိုတာမျိုးလို့အမြင်တယ်ဒါပေမဲ့ဒီလိုအခွင့်အရေးကို ရဖို့အတွက်ကိုတော့မဖြစ်နိုင်လောက်ဘူးဆိုတဲ့မျှော်လင့်ချက်မျိုးတွေအဲမဖြစ်နိုင်လောက်ဘူးဆိုတဲ့အတွေးမျိုးတွေပေါ့နော်ရှိနေရဲ့ဆိုတာလို့မြင်တယ်အဲ့လက်ရှိအချိန်မှာတော့ကိုကဒီဒီမှာလည်းလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုပ်ငန်းပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုနဲ့အကောင်းမွန်ဆုံးအလုပ်တူတူတွဲလုပ်မဲ့သူမျိုးနောက်ကိုအကောင်းတဲ့မွန်တဲ့အခွင့်အလမ်းတွေကိုရဲ့အရေးချင်း ကောင်းမွန်တဲ့အခွင့်အလမ်းတွေပေးမဲ့သူကိုယ့်ရဲ့အရေးအချင်းမှန်တွေကိုအတိအမှတ်ပြုမဲ့သူအဲ့လိုလူမျိုးတွေနဲ့ပဲစုံစည်းခြင်းနဲ့ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလူမျိုးတွေနဲ့စုံစည်းဖို့အတွက်ကိုလည်းညှော်လင့်နေတယ်စူးစမ်းနေဆိုတဲ့ပုံစံမျိုးလို့မြင်တယ်အဲ့တော့ဒီအခွင့်အလမ်းဆိုတဲ့ opportunity ဆိုတဲ့ဒီ message ကိုပေးရခြင်းကကိုယ်အနေနဲ့ကိုလိုချင်တဲ့အထောက်ပံ့နဲ့အကူအညီကောင်းတွေရရှိနိုင်မယ်ကိုလိုချင်တဲ့ partner ပေါ့နော်ဒါကလုပ်ငန်း partner လည်းဖြစ်နိုင်တယ်ဆိုလို့ရှင်လည်းပဲဒါကဆိုကြတာနည်းနည်းလေးတော့ energy တော်တော်နေတယ်ပေါ့နော်နည်းနည်းလေးတချို့တော့လူနည်းစုတွေအတွက်ဆိုလို့ရှင်တော့ဒါကိုယ့်ရဲ့ဘဝတသက်တာလက်တွေ့ရမဲ့သူသူကြီးစားလည်းဖြစ်နိုင်တယ်ပေါ့နော်သူကြောင့်လည်းမိတ်ဆွေပေါ့နော်ဒီလိုလူတွေကရှိလာနိုင်မယ်ကိုယ့်နဲ့ကိုယ့်ရဲ့ energy သဘောနဲ့မှာရောက်လာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးရောက်လာဖို့အတွက်ကိုယ်လည်းပဲအနာမှာပတ်မှုကူညီပေးမဲ့သူတွေရှိတယ်ပေါ့နော်မမြင်ရတဲ့ပုံကိုယ်တွေလည်းရှိရဲဆိုတာမျိုးလိုမြင်တယ်အဲ့အတွက်ကြောင့်မို့လို့ ိုဖြစ်ချင်တဲ့အနေအထားမျိုးဟိုတကယ်ကိုအပြန်အလှန်ပေါ့နော် ဖေးမကိုညီပြီးတော့သွားလို့ရမယ်အနေအထားမျိုးနောက်ကိုကိုတိုင်ကလည်းပဲအခြေကြတဲ့အခြေတကျဖြစ်တယ်ပေါ့နော်အနေအထားမျိုးဒီလိုအခြေအနေမျိုးကရှိလာလိမ့်မယ်ဆိုတာရယ်ကိုတက်ကိုငွေကြေးခွင်လန်းကောင်းတွေကဆက်လာလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အာယုံကြည်မှုသာထားပေါ့နော်ယုံကြည်နေတာဆေးဆက်သွားပါ တော့အနားမှာလည်းပဲကိုရဲ့အဆောက်ရှောက်တွေကလည်းကိုကိုဆောင်ရှောက်ပေးနေရဆိုတာမျိုးလို့အမြင်နဲ့အဲကိုကလုံလာရီယာနဲ့အကျိုးစားပြီးတော့ဒါရှေ့ဆက်ပြီးတော့သွားပါနောက်ပြီးတော့ဆန္ဒပြုဆုတောင်းမှာပေါ့နော်ယုံကြည်နဲ့ဆန္ဒပြုပြီးတော့ဆုတောင်းမှာဖြစ်လာရမယ်ဆိုတော့ယုံကြည်ချက်အတွေ့မျိုးလည်းထားပါတော့ဒါဆိုလို့ရှိရင်တော့ဒီကောင်းမွန်တဲ့အခွင့်အလမ်းတွေဆိုတာကိုစီကိုရှောက်လာလိမ့်မယ်ပေါ့နော်ဒီလို message လေးပေးခြင်းနဲ့ဆိုတာတော့တွေ့ရပါတယ်ဒါကတော့ group 2ကိုရထားတဲ့သူများအတွက် return ဖြစ်ပါတယ်ရှင် အလုံးမဲ့ရေးချေပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်မယ်ရှင်။ခုက group 3ရတဲ့သူများအတွက်ပါ။အဲ့တော့ group 3ရတဲ့သူတွေရဲ့ energy က the moon ပေါ့နော်။ Pisces energy ရပါတယ်။ Water sign လည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့ Pisces energy ကတော့ပို့ပြီးတော့ strong ဖြစ်တယ်။လက်ရှိအနေအထားမှာဆိုလို့ရှိရင်တော့ ကိုယ်စိတ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးဖြစ်နေဆိုတော့တွေ့ရတယ်အထူးသဖြင့်ကိုယ်အရင်နည်းဆုံးသူတွေနဲ့စိတ်ချင်းဝေးကွာသလိုခံစားချက်မျိုးတွေဖြစ်နေတယ်။နောက်ရင်းနည်းဆုံးသူတွေနဲ့ကိုယ်နဲ့ကြားထဲမှာအနှောက်အယှက်တွေအများကြီးဖြစ်နေတာကိုယ်နဲ့သူနဲ့ရင်းနည်းဆုံးသူတွေဖြစ်နေတယ်ပေါ့တစ်ဖက်သူပေါ်လည်းဖြစ်နေတယ်ပေါ့နော်ဒါအဆင်ပြေသလိုမျိုးပေါ့နော်ဒီနှစ်ဖက်ကြားထဲမှာဆိုလို့ရှိရင်အဟံတားတွေအတားဆီးတွေရှိသလိုမျိုးဖုံးကွယ်ထားတာတွေလည်းရှိနေဆိုတာမျိုးလိုမျိုးနေပေါ့နော်ကိုမသိအောင်တစ်ဖက်သူက ပါရီဖုံးကွယ်ထားလဲဘယ်လိုခံစားရတဲ့ဖြစ်နေလဲအဲ့လိုပုံစံမျိုးတွေလည်းအပြန်အလှန်ရှိတယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်အဲ့တော့ group ရေးထားတဲ့သူတွေကိုပေးတဲ့ message ကဒီ message ကတော့ဒီတိုင်းကြာလာတာပေါ့နော်အရှိက group 1နဲ့ group 2တုန်းကအတဲကြာနေမယ်ဒီ group 3အတွက်ကြာတော့ဒီတိုင်း reverse ကြာလာတာဆိုတော့ဒီကနေပဲစသွားမယ်ပေါ့နော်သူကကတော့ chain walk ပေါ့နော်ပူပေါင်းဆောင်ရဲ့ chain လို့ပြောထားပေမဲ့လောလောဆယ်မှာတော့ ချင်းဘွားကားနေနေဆိုတော့မြင်တယ်ဒါဒီကန့်နဲ့ထွားပြီးတော့နော်ဘယ်လိုတော့တဟာစတာဖြစ်ချက်လဲဆိုတာပေါ့အာသဘောထားမတိုက်ဆိုင်မှုတွေဖြစ်နေတယ်အထင်မြင်လွဲမောင်းမှုတွေဖြစ်နေရယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မို့လို့ဒီခကြီးကရောက်တဲ့လောက်မရောက်ပဲနဲ့ဟိုဆဆခြင်းတတ်မှတ်ခဲ့တဲ့ရှီမန်းချက်ကအင်းဆွဲထားတဲ့အစီအစဉ်က ပေါ့နော်ဖြစ်မြောက်တလောက်ဖြစ်မြောက်တင်တလောက်မဖြစ်မြောက်တာအောင်မြင်တင်တလောက်မအောင်မြင်တာမျိုးအဲ့လိုပုံစံမျိုးဖြစ်နေတယ်။နေကွေးကြန့်ကြာနေရဆိုတဲ့ပုံစံမျိုးလို့မြင်နေပေါ့နော်။အဲ့တော့ဖြစ်ရမှာကတော့ဒီလိုပုံစံမျိုးဖြစ်ရမှာပေါ့နော်ပူပေါင်းဆောင်ရွက်ပြီးတော့အချင်းချင်းနားလည်မှုရှိရှိနဲ့ရှေးဆက်သွားကြမှာပဲကိုလိုချင်တဲ့ရီမန်းချက်ကိုလိုချင်တဲ့ခရီးလမ်းတစ်ခုကိုရှောက်ဖြစ်မယ်ဆိုတာမျိုးရယ်အလုတ်တွင်မယ်ဆိုတာမျိုးပေါ့နော် အောင်မြင်မှုဆိုတာကလည်းရရှိလိမ့်မယ်တော့အပြန်အလှန် ီမှာဆိုလို့ရှင်တော့အပြန်လန်လေးစားမှုယုံကြည်မှုတွေနဲ့အပြန်လန်ပံ့ပိုးကူညီမှုတွေလိုအပ်နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလောက်ကမှာပဲဒီအခြေအနေကြီးကနေကြော်လွားနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ team work အားနည်းနေရဆိုတဲ့ပုံစံမျိုးတော့တန်တရာတွေပေါ့နော်တန်တရာအတွေ့တွေနဲ့ခန်းစားချက်တွေကလို့အဆင်မပြေဖြစ်နေတာမျိုးလို့မြင်တယ်နောက်ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်လေဒီမှာလည်းလူတွေအများကြီးရှိရဆိုတော့လေဘေးလူကြားလူတွေရဲ့အဲ့လိုပတ်ဝန်းကျင်ရဲ့ စကားတွေကြောင့်လည်းပါလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ဒါကြောင့်ပဲနားလည်မှုတွေလွဲနေရလို့ခံစားမိရဲ့ဒီကဒီအဝူလေးတွေကိုကြည့်ပါဦး။ကြောခိုင်းထားတယ်ပေါ့နော်။အဲ့တော့နှစ်ယောက်က ပြရာတလန်တန်တလန်ဆိုတဲ့အခုပုံစံမျိုးအခုချိန်မှာဖြစ်နေရဆိုတာလို့တွေ့တယ်။ဒါကနှစ်ယောက်လည်းဖြစ်နိုင်တယ်တခြားသူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါအဆင်ပြေသလိုကြီးပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်နေရဆိုတော့တေချာလေးပေါ့နော်နှစ်ဖက်ကအပြန်လှန်စီစီလုံးလုံးနဲ့တွားဖို့လိုအပ်တယ်ဆိုတာလေးပေါ့နော်။ ဒီလိုသာသွားမယ်ဆိုလို့ရှင်တော့လက်ရှိအခြေအနေကြီးကိုအကောင်းမွန်ဆုံးဖြတ်ကျော်နိုင်နိုင်မယ်ပေါ့နော်။ဒါဆိုလို့ရှင် group 3တွေကိုဘာကြောင့် team message ပေးရတာလဲထပ်ပြီးတော့ကြည့်ကြည့်ပါမယ်။ night of fire group 3တွေရဲ့ energy ကလေ group 1အနေနဲ့လည်းဆင်းနေသီးလားတကယ်လို့ကိုက group 1ကိုရွေးဖို့အတွက်တကယ်လို့ဆန္ဒဖြစ်ခဲ့ရဲဆိုလို့ရှင်အဲ့ဒီမှာ group 1ကိုလည်းတွားကြည့်တဲ့နေပေါ့နော်ဘာလို့ဆိုတော့ခက်ဆန်ဆန်ဖြစ်နေရေပေါ့နော် ဟုတ်ပြီတပေါ်ကြစရာကောင်းလိုက်တာကတ်တရလုံးဝကိုတော့ချိတ်ဆက်ကိုမိနေအောင်အဲ့တော့ group 3 d ရဲ့လက်ရှိဖြစ်နေရတဲ့အကြောင်းရင်းက မာနာပေါ့နော် မာနာတွေရဲ့နောက် စိတ်မြန်လက်မြန်နဲ့အဲ့လိုဆုံးဖြတ်ချက်ချတာမျိုးတွေကိုယ့်ကိုယုံကြည်မှုလွန်ကဲသွားတာလည်းဖြစ်နိုင်တယ်လို့တချို့ကြလည်းကိုယ့်ကိုယုံကြည်မှုနည်းရလည်းဖြစ်နိုင်တယ်ပေါ့နော်ခုနတွေ့လိုက်မိတာတော့မသိဘူးပေါ့နော်ဒီကတ်လေးကဒီလိုလေးပြောင်းပြန်လေးကြာလာတာပေါ့နော်အဲ့တော့ဖြစ်နိုင်တာကတော့ယုံကြည်မှုကိုယ့်ကိုယ်ကိုနည်းပါးနေတာမျိုး နောက်စိတ်မရှိတာမျိုးဒေါသထွက်လွဲတာမျိုးဒီမှာလည်း ego bar ဆိုတော့လေအဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့တချို့ကြတော့လည်းအဲ့လိုကိုယ့်ကိုယ်ယုံကြည်မှုညော်နေပြီးတော့တစ်ဖက်သူအပေါ်မှာ သူမြန်ကငါအကြောင်းကိုငါနောက်ွယ်မှာဘာတွေပြောနေမလဲငါကဘာတွေဖုံးွယ်ထားတာရှိမလဲဆိုတော့ရုံမအတန်တရားတွေဖြစ်လာတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးတို့တွေ့ရတယ်နောက်တစ်ခုကဟို result ကိုပဲအရန်ကြည့်လို့နေဆိုတာမျိုးလို့မြင်နေပေါ့နော်အပေါ်ရန်ဆန်းဆန်းကြည့်ပြီးတော့ဆုံးဖြတ်တာမျိုးလို့မြင်နေအဲ့အတွက်ကြောင့်မင်းဒီအခြေအနေတွေကပို့ပို့ပြီးတော့စိုးလာတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော် အဲ့တော့ပူပေါင်းဆောင်ရွက်ဖို့လိုတယ်နောက်တစ်မျိုးပြောရလို့ရှင်တော့ပွပွင့်လင်းလင်းနဲ့ပြောပြပြီးတော့ဗောနော်အလိုနှစ်ဖက်ကညှိနှိုင်းဖို့လိုအပ်တယ်ဗောနော်အဲ့လိုပုံစံမျိုးလိုပြောခြင်းနဲ့ဗောနော်ညှိနှိုင်းကာမှာပဲကိုလိုခြင်းနဲ့အောင်မြင်မှုဒါမှဆိုဒီမှာ embrace ခြင်းနဲ့ဗောနော်ကိုလိုခြင်းနဲ့အောင်မြင်မှု retrieve မှု ပေါ်များကြဲသွားမှုနောက်ဒီထင်ဖန်တီးနိုင်မှုအကုန်လုံးပေါ့နော်ကောင်းခြင်းအဖျားဖျားတွေဒါတွေအကုန်လုံးကပြေဝလာမှာမျိုးပေါ့နော်ဟွတာနောက်ဒီတချို့အခြေရေးအတွက်ကြည့်ရသူတွေဆိုလို့ရှင်လည်းပဲတစ်ဖက်သူပေါ်မှာကိုကတန်တရားတွေဝင်နေတာမျိုးရှိဖြစ်နေတယ်။နောက်အဲ့ဒါအိတ်တန်တရားကလည်းပဲပြီးလူကြားလူတွေရဲ့ပြောစကားတွေကပုံများတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်ကိုနောက်ွယ်မှာတခြားလူရှိနေရလားကိုမသိအောင်ပါလေလုပ်နေလဲအဲ့လိုမျိုးတွေ ਨੇ ယုံကြည်စိတ်ချမှုတွေနည်းနေအဲ့ဒါကလည်းပဲကို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 တံဖိုးကိုမသိတာမျိုး ကိုကိုအော်ဘယ်လိုပြောမလဲဒါ short order ပေါ့နော်နောက်တခြားသူတွေသွားသွားပြီးတော့နှိုင်းရှင်နေတာမျိုးအဲ့လိုမျိုးတွေအကြောင်းဒီလိုဖြစ်နေရဆိုတာလို့တွေ့တယ်ကိုရဲ့ဖြစ်တည်မှုကို ကိုကိုတိုင်းကရေရာတေကြတဲ့အလိုဖြေတစ်ခုအနေနဲ့ပေါ့နော်အဲ့လိုမျိုးမထုံနိုင်တာမျိုး ကိုကိုတိုင်ကဘာကြောင့်ဒီလိုပုံစံဖြစ်နေရတာလဲอืมကိုမှာဘလို့အရေးချင်းကောင်းနေရှိတယ်နောက်အတိတ်ကတော့ကိုကိုယုံကြည်မှုအားနေတာပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲတခါလိုက်ပြောလိုက်တော့မယ်ယုံကြည်မှုအားနေတဲ့အခါမှာကိုကိုတိုင်ကလည်းပဲထင်အောင်ထင်မှားနေဖြစ်လာတယ်နောက်ယုံကြည်မှုတွေပျောက်ဆုံးလာတယ်အဲ့ဒီခါမှာတစ်ဖက်သူပေါ်မှာလည်းဒီဒီအရာတွေကတွားပြီးတော့တက်ရောက်မှုတွေဖြစ်နေရဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်တယ်အဲ့ဒီခါကျတော့ဒီကိုဖြစ်ချင်တဲ့ အခြေရေးဒါမှမဟုတ်လည်းအိမ်တော်ကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်ကအကောင်းမွန်ဆုံးပုံစံနဲ့ကိုမှန်ထားတယ်လို့ပုံစံမျိုးနဲ့ romantic ဆန်နဲ့ပျော်ရွှင်ကြည်နူးရတဲ့နှစ်ပတ်အပေးယူမျှတာတဲ့ agent နဲ့အဲ့လိုပုံစံမျိုးပေါ်များကျဲွားတဲ့ပြည့်ပြည့်စုံနဲ့ဒီလိုပုံစံမျိုးမဖန်တီးနိုင်မှုဆိုတဲ့ပုံစံမျိုးဖြစ်နေရပါဘောเนาะအဓိကကတော့ ego လို့ခေါ်ရဲပေါ့เนาะကိုယ့်ရဲ့မာနာကိုယ့်ရဲ့အတ္တကိုရှော့ချဖို့လိုအပ်တယ်မာနာဆိုတဲ့အနေအမှာလည်းပဲဒါကအရှိကရီတင်တော့ငါလည်းပြောခဲ့တယ်ပေါ့เนาะ ထောင်လွားတဲ့မာနာရှိသလိုစုံနေတဲ့မာနာဆိုတာလည်းရှိတယ်ပေါ့နော်ကိုယ့်ကိုယ်တိမ်ငယ်စိတ်တွေဝင်နေတာအငငယ်စိတ်တွေဝင်နေတာတစ်ဖက်သူနဲ့နှိုင်းရှင်ပြီးတော့ဖြစ်စီတခြားသူရဲ့နှိုင်းရှင်ပြီးတော့ဖြစ်စီကိုယ့်ကိုအမလို့အမရဖြစ်နေတာကိုယ့်ရဲ့အားနည်းချက်တွေကိုပဲမြင်ပြီးတော့ဒီအရာတွေကိုပဲကြည်ပြီးတော့ဟိုအဆင်မပြေဘူးဆိုတဲ့အတွေ့အမျိုး negative thoughts တွေများနေတာမျိုးပေါ့နော်အဲ့ဒီဟာကပဲဒီ energy ကိုဖြစ်စီရဲဆိုတာလို့မြင်နေတာတချို့ကြတော့လေ energy ကဟိုဘက်ဒီဘက်ပြောင်းနိုင်နေပေါ့နော်တစ်ဖက်သူကဒီလိုပုံစံမျိုးဖြစ်နေရတယ် ဖြစ်နိုင်တယ်ပေါ့နော်အဆင်ပြေသလိုပဲကြည်ပေးပါအော်ဒါက group 3ကိုရေးထားတဲ့သူများအတွက် reading ဖြစ်ပါတယ်ရှင်အလုံးပဲရွေးချယ်ပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါကြမှာချမ်းသာကြပါစေကောင်းသောလူရင်းစံတာအမှန်တရားလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးစကြမှာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းအောင်တောင်းပေးပါတယ်ရှင်နောက်ရီတဲများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင်